ဒေါသကိုချုပ်ထင်းစေနိုင်သောနည်းများစွာရှိပါသော်လည်းတပည့်တော်တို့ကုသစီများအနေနဲ့ချုပ်ထင်းရသည်မှာခက်ခဲလှပါသည်အလွယ်ကူဆုံးနှင့်အထည်ရောက်ဆုံးဒေါသချုပ်ထင်းကြီးကိုသိလိုပါသည်ဖျားမိပါ၏အဲ့တော့လွယ်ကူဆုံးကတော့ကိုစိတ်တူတာကိုစိတ်တူတယ်လို့သိဖို့ဟာဒါအရေးကြီးဆုံးပဲနံပါတ်1ကကိုဒေါသဖြစ်တယ်ဒေါသဖြစ်ရင်ဒေါသဖြစ်တယ်လို့သိဖို့လိုတယ် တိလာပြီးတဲ့အခါမှာဒေါသရဲ့အပြစ်တွေကိုမကြမကြဆင်ញင်ပေးပေါ့မကြမကြဆင်ញင်ပေးတဲ့နေပေါ့သူတာမကောင်းဘူးဒေါသဖြစ်တာမကောင်းဘူးဘာလို့မကောင်းလဲဒေါသဖြစ်ရင်ငါရင်ထဲမှာပူတယ်စိတ်လှုပ်ရှားမှုတွေဖြစ်တယ်ငြိမ်းချမ်းမှုတွေပျက်စီးတယ်ဒေါသရဲ့အပြစ်တွေကိုဆင်ញင်ပေးတဲ့နေပေါ့နော်အဲ့ဒါလို့ဆင်ញင်ပေးခြင်းဖြင့်လဲဒေါသတရားကိုလျှော့ချလို့ရပါတယ်လျှော့ချလို့ရပါတယ်နောက်တစ်ခုကတော့ ဒီဒေါသတရားမဝင်လာခင်စိတ်ကလေးကြီးနေတဲ့အချိန်မှာမေတ္တာကိုခိုင်ခိုင်မာမာနှလုံးသားထဲမှာတိဆောက်ထားဖို့လိုဒေါသရဲ့ထွက်ပေါက်ဟာမေတ္တာပဲဒေါသရဲ့ထွက်ပေါက်ဟာမေတ္တာဒါကြောင့်မြတ်စွာဘုရားကိုယ်တိုင်ကမေတ္တာဘာဝေတ္တပါဒေါသတ္တပဟနာယဒေါသဆိုတဲ့တရားကိုကုသဏ္ဏကနေဖယ်ရှားပြဖို့အတွက်မေတ္တာဘာဝနာကိုပွားပါတယ် နှလုံးသားထဲမှာဒေါသဝဲမလာနိုင်အောင်မကျေနပ်တာတွေကကြည့်ပြီးတော့ဒေါသဆိုတာဖြစ်တာမကျေနပ်တာတွေဖြစ်အဲ့တော့မကျေနပ်တာဆိုတာမရှိရအောင်ကွအားလုံးကိုကျေနပ်လိုက်ပါပေါ့အဲ့ဒါအကောင်းဆုံးနည်းပဲနော်မကျေနပ်တာမရှိပါနဲ့အားလုံးကိုကျေနပ်လိုက်ပါကျေနပ်လိုက်တဲ့သီခံနဲ့ခွင့်လွတ်တယ်ဆိုတဲ့အတွေ့အကြုံတွေဟာဒီဒေါသကိုဖယ်ရှားပြစ်နိုင်ပါတယ်ဖယ်ရှားပြစ်နိုင်တဲ့အခါမှာ ခုနပြောတဲ့မေတ္တာကိုကိုယ့်ရဲ့နှလုံးသားထဲမှာခိုင်ခိုင်မာမာတိဆောက်ပွားများအားထုတ်ထားမယ်ဆိုလို့ရှိရင်ဒေါသဆိုတာနောက်ဝင်လာတော့မှမဟုတ်ပါဘူး။ဘလောက်ပဲဒေါသကြီးကြီးဒီမေတ္တာဆိုတဲ့ရှင်နဲ့ညှိနှိုင်းလိုက်လို့ရှိရင်ဒေါသမိကလောင်မှာမဟုတ်ပါဘူး။အဲ့တော့ပထမဆုံးစလုံးအောင်မှာတော့ဒေါသရဲ့အပြစ်တွေကိုဆင်ញင်လိုက်ပါ။ဒေါသအပြစ်တွေကိုဆင်ញင်နေခြင်းဒီပင်လေဒါဓမ္မနုပဒနာတစ်မျိုးပဲ။နော်ဒေါသရဲ့အပြစ်ကိုဆင်ញင်တာဓမ္မနုပဒနာပဲ ဆင်ញင်လို့ဒေါသမကောင်းဘူးဆိုတာကိုသိလာလို့ရှိရင်ဒီဒေါသကိုပယ်ဖို့ရတဲ့မေတ္တာဘာဝနာပွားပါတဲ့ဒေါသသည်အနိဋ္ဌာယုံပေါ်မှာအာယောနိတမနတိကာရကြောင့်ဖြစ်တာကိုယ်နှလုံးသွင်းမှားနေလို့ဖြစ်တာအဲ့ဒီနှလုံးသွင်းလေးကိုပြောင်းပေးလိုက်ဆိုပါစို့လူတယောက်ပေါ်မှာဒေါသဖြစ်တယ်ဆိုရင်ဒီပုဂ္ဂိုလ်တစ်ခုကိုယ်ပေါ်မှာပြုမှုဆက်ဆံတာတွေကိုအကြောင်းပြုပြီးဒေါသထွက်တာပါအကြောင်းမဲ့ထွက်တာမဟုတ်ပါဘူး ဘယ်တော့ငါ့ကိုမလုပ်ခဲ့တယ်ဘယ်တော့ငါ့ကိုမလုပ်ခဲ့တယ်ဆိုတော့အဲ့ဒီအတွေးတွေကိုချက်ပြီးတော့တွေးသည့်အတွက်ကြောင့်သောတာဖြစ်တာအဲ့ဒါတွေကိုမေ့ပြောက်ပြီးတော့ပြစ်လိုက်မယ်ဆိုလို့ရှိရင်သောတာတရားဖြစ်ပေါ်လာစရာအကြောင်းရှိပါဘူးသောတာကိုဖြေဖို့ရန်အတွက်ကတော့နံပါတ်1ခန္တီဆိုတဲ့သီခံခြင်းခန္တီဆိုတာကကိုယ့်ရဲ့စိတ်လေးနှလုံးလေးဟာပင်ကိုအနေထားမပြတ်အောင်ထိနိုင်တဲ့စွမ်းရည်တတ္တိကိုပြောတာခန္တီခန္တီဆိုတာ ဘာမှမပြောဘဲနဲ့ငုံခံနေတာကိုပြောတာမဟုတ်ဘူးနော်ခန္တီရဲ့သဘောတရားကခမှုတဟနေထိမ့်သိမ့်နိုင်စွမ်းရှိတယ်ကိုယ်စိတ်လေးကပင်ကိုအနေထားစိတ်ထဲမှာမကျင်တတ်တာဆိုတာမပေါ်ရအောင်ကျင်တတ်မှုကလေးကိုထိမ့်ထားနိုင်တယ်ပေါ့ကိုယ့်ရဲ့ရင်နဲ့နှလုံးထဲမှာကျင်တတ်နေတဲ့အနေထားလေးကိုထိမ့်ထားနိုင်တဲ့စိုင်းတတိတကူခန္တီလို့ခေါ်တာနော်အဲ့ဒီခန္တီတရားရဲ့အကျိုးစီးပွားတွေဆင်ញင်သုံးသပ်ရမယ်ဒေါသရဲ့အပြစ်တွေကိုဆင်ញင်သုံးသပ်ရမယ် ဲ့ဒါလို့ဆင်ញင်သုံးသပ်ခြင်းဖြင့်ခန္တီရဲ့အကျိုးကိုသိမြင်လာမယ်ဒေါသရဲ့အဖြစ်တွေကိုသိမြင်လာမယ်သိမြင်လာတဲ့အခါထိုဒေါသအလွယ်တကူနဲ့ဖြစ်ခွင့်မရအောင်မေတ္တာဘာဝနာပွားမေတ္တာဘာဝနာပွားဆိုတာတတ္တဝါတွေရဲ့သူတို့ပြုမှုကိုဆက်ဆံမှုပေါ်မှာဘယ်လိုပဲပြုမှုပြုမှုဘယ်လိုပဲဆက်ဆံဆက်ဆံသိခဏ်ခြင်းခွင့်လွှတ်ခြင်းဆိုတဲ့အတွေ့အကြုံဘုံတီးခြင်းဆိုတဲ့အတွေ့အကြုံကိုမထားတော့ဘဲနဲ့သိခဏ်ခြင်းခွင့်လွှတ်ခြင်းဆိုတဲ့အတွေ့နဲ့အကာအကွယ်လုပ်ပြီးတော့ ကိုယ်ရင်တဲ့နှလုံးထဲမှာမေတ္တာတရားကိုခိုင်ခိုင်မာမာထားခြင်းဖြင့်ဒေါသတရားကိုဖယ်ရှားနိုင်ပါတယ်တဲ့။ဘယ်တရားအထုတ်အထုတ်ဒေါသကိုတော့ဖယ်ရှားလို့ရပါတယ်။သို့တော့မေတ္တာအတွက်ဒါ specific ပေါ့။ဒီမေတ္တာဟာဒေါသအတွက် specific ပဲ။သီးသန့်ထုတ်လုပ်ထားတဲ့တရားတစ်မျိုးပဲပေါ့။ဆန့်ကျင်မဲ့တရားအနေနဲ့မြတ်စွာဘုရားဟောတာပါ။ဒါကြောင့်မို့မေတ္တာဘာဝနာပွားခြင်းဖြင့်ဒေါသတရားကိုဖယ်ရှားပြစ်နိုင်ပါတယ်။